မင်္ဂလာပါခင်ဗျာဒီဒီပတ်မှတ်မှတ်သားသားစကားများအစီအစဉ်မှာတပတ်အတွင်းပြောဆိုကြတဲ့စကားတွေတဲကမှတ်မှတ်ရဖြစ်ရတဲ့စကားတချို့ကိုအကောင့်လုပ်တင်ပြလိုပါတယ်ပြည်တော်စုငင်းချဲရေးညီလာခံဟာ2015ရွေးကောက်ပွဲရလဲရပေါ်ပေါက်လာမဲ့အဆိုးအသင့်ကိုတာဝန်လွှဲပြောင်းပေးတဲ့ကိစ္စတွေတဲကအရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့သမ္မတဦးသိန်းစင်ကပြောလိုက်ပါတယ်ဇန်နဝါရီလ12ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့ပြည်တော်စုငင်းချဲရေးညီလာခံမှာဦးသိန်းစင်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်ပြည်တော်စုငင်းချဲရေးညီလာခံစတင်ခွင့်ကျင်းပရန်ကြေညာ ကျွန်တော်တို့အနေနဲ့နှစ်ထောင်ဆန်သားရုပ်တော်ကိုရလာပြီးပေါ်ပေါ်လာတဲ့အဆိုးရွားတဲ့ခံအဆိုးရွားတောင်းရောက်ကိုပြပြပြီးတဲ့ပြဿနာတွေမှာအရေးကြီးဆုံးလုပ်ငန်းတွေကိုဆောင်ရွက်ချင်းဖြစ်တာ။အိမ်ဝင်လာတဲ့ပြည်ကျပြတဲ့နေနေလုပ်ငန်းတွေကိုအဆိုးရွားတဲ့ခံဆန်ရကြပြပြရဲ့အတွက်အထူးအရေးပါတာဆောင်ရွက်ချက်တွေဖြစ်တာ။အမရအုပ်သိမ်းစိန်ပြောတော့တာပါခင်ဗျာ။ ဒီပြည်တော်စုငင်းငယ်ညီလာခံမှာပဲမြန်မာနိုင်ငံနေနဲ့တက်မတော်တရက်တာထားတဲ့ကမ္ဘာနိုင်ငံတွေရဲ့မူဝါဒအတိုင်းတက်တစ်ခုတည်းရှိတဲ့နိုင်ငံအဖြစ်မူဝါဒကျင့်သုံးနေတဲ့အကြောင်းနိုင်ငံကာကွယ်ရေးတာဝန်ထမ်းဆောင်ခြင်းနဲ့တိုင်းရင်းသားလက်နက်ကိုင်အနေနဲ့တက်မတော်မှာတာဝန်ထမ်းဆောင်ကြဖို့ဖိတ်ခေါ်ကြောင်းဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရမှာမြန်မာနဲ့ကဲ့ညီတဲ့ပုံစံကိုပုံဖော်ယူနိုင်မှခိုင်မြဲမှာဖြစ်ကြောင်းကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မွေးမဲအောင်လိုင်ကပြောလိုက်ပါတယ်။ဒါဟာပြည်တော်စုတက်မတော်တစ်ခုဒူတော်ရေးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတောင်းဆိုခြင်းနဲ့ စစ်တပ်ကနိုင်ငံရေးလောကအနေနဲ့ဖြည်းဖြည်းဖယ်ရှားပေးတဲ့ဒီမိုကရေစီစနစ်ထူထောင်ရေးတောင်းဆိုချက်တွေပေါ်ကာကွယ်ရေးဦးစီးချုပ်ကအခုလိုမိန်ကွန်းမှာထည့်သွင်းတုံ့ပြန်ရည်လာဖြစ်ပါတယ်ဒီမိုကရေစီစနစ်ကိုပေါ်ဆောင်လာမှာလဲကမ္ဘာနိုင်ငံအသီးသီးခါမိမိနိုင်ငံမိမိလူမျိုးရဲ့တမိုင်းကြောင်းဇယက်လက္ခဏာနဲ့ထူးခြားတဲ့ဝိသေသလက္ခဏာတွေကိုင်းညီပြီးမှသာဆောင်ရွက်အောင်မြင်ကြတာတွေ့ရမှာဖြစ်ပါတယ်အာရုနဲ့ကိုင်းညီတဲ့ fit for all ပုံစံ ပုံသင်နည်းစံစံတီအိုရီတွေမရှိတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ပုံစံကိုပဲပုံဖော်ယူနိုင်မှမိမိတို့ယူသက်တည်ဆောက်နေတဲ့ဒီမိုကရေစီစနစ်ရလဲခံရမှာဖြစ်ပါတယ်။ကမ္ဘာနိုင်ငံအသီးသီးမှာမိမိနိုင်ငံကာကွယ်ရေးအတွက်တမတော်တရားသာရှိကြတာကိုတွေးရှိရမှာဖြစ်ပါတယ်။မိမိတို့နိုင်ငံအနေနဲ့လဲဒီမိုဝါဒအတိုင်းပဲကျင့်သုံးဆောင်ရွက်ပြီးတော့မှမြန်မာတမတော်ကို standard army ဖြစ်အဖက်ဖက်ကတည်ဆောက်လျက်ရှိပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ဖို့ဆန္ဒရှိတဲ့တိုင်းရင်းသားလက်နက်ကအများကိုလည်းတံပေါ်မှာတာဝန်ထမ်းဆောင်နေဖို့အတွက်ဖိတ်ခေါ်ကြိုးဆိုပါကြောင်းပြောကြားလိုပါတယ်။ဘုံကြောင့်မွေးမရောက်လိုက်ပြောတော့တာပါခင်ဗျာ။ဒီလိုတွေပေးအပ်ထားတဲ့လုံပိုင်ခွင့်အပေါ်အခြေခံပြီးတော့ထာဝရငြိမ်းချမ်းရေးရအောင်တာဝန်ယူဖို့အစင်းသိရှိတဲ့အကြောင်းတနိုင်ငံလုံးအပြစ်ခတ်ရစဲစာချုပ် NC ဟာနိုင်ငံငြိမ်းချမ်းရေးအတွက်ပထမအခြေလမ်းသာဖြစ်ပြီးလက်နက်ကိုင်ဖွဲ့အားလုံးပါဝင်နိုင်အောင်ကြိုးစားရမှာဖြစ်ကြောင်းဒေါ်ဆတ်စုကြည်ပြောလိုက်ပါတယ် နေပြည်တော်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုတက်ရောက်မိန့်ခွန်းပြောစဉ်တော့ဆန်းစုကြည်အခုလိုထည့်ပြောရတာဖြစ်ပါတယ်။အမျိုးသားပြည်နယ်ပြည်ညာရေးကိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာလက်လျှူထားလို့အရမ်းနိုင်ပါအမျိုးသားပြည်နယ်ပြည်ညာရေးမရှိဘဲနဲ့တည်ထောင်ခံရမယ့်ငြိမ်းချမ်းရေးကိုဘယ်လိုမှမတူဆောင်နိုင်ပါဘူး။ဒီခုအချိန်မှာပြည်သူပြည်သားတိုင်းသားများကကျမတို့ကိုပေးချသောလုပ်ပိုင်ခွင့်အားလုံး mandate အပေါ်အခြေခံရေး ထာဝရညီညာရေးရယူရမယ်တာဝန်ကိုထားဆောင်ဖို့ဆင်မြင့်ရှိပါတယ်ကောင်ဆန်းစုကြည်ပြောကြတော့ပါခင်ဗျာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD အစိုးရအသစ်အနေနဲ့နိုင်ငံအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမှာတပ်မတော်နဲ့ပူးပေါင်းညှိနှိုင်းဆောင်ရွက်တော့မှာဖြစ်ကြောင်း NLD နဲ့တပ်မတော်ကောင်းဆောင်တွေကြားနားလည်မှုလည်းရှိတယ်လို့ယုံကြည်ကြောင်း NLD ဘဟုအလုံးမှုဆောင်ကော်မတီဝင်နဲ့ပြောရေးဆိုခွင့်ရှိသူဦးညောင်ဝင်းကပြောလိုက်ပါတယ်ဇန်နဝါရီလ14ရက်နေ့ကပြည်တော်စုငင်းငယ်ရေးညီလာခံကိုတက်ရောက်လာစဉ် DVB သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရမှာဦးညောင်ဝင်းကအခုလိုပြောလိုက်တာဖြစ်ပါတယ် အရင်တက်ကမရှိမဖြစ်ပါဝပါမယ်ဟာပါသူက necessity ပါအဲ့တော့ကျွန်တော်တို့အခုဆက်ဆံမိတဲ့တိုင်းအဲတက်မတော်အရာရှိရှိသေးတယ်ကျွန်တော်တို့ပြည်လည်မှုရှိတယ်လို့ကျွန်တော်တို့ဒီလိုပဲယူဆတယ်အရေးကြီးတဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေအကြိုင်ကျွန်တော်တို့ညှိနှိုင်းပြီးကြော်ဖြတ်နိုင်မယ်အကက်ခဲတွေကိုကြော်ဖြတ်နိုင်မယ်လို့ကျွန်တော်အဲ့တိုင်းယုံကြည်တာဦးညောင်ဝင်ပြောကြတော့ပါခင်ဗျာ အစိုးရကအရာသုံးဘတ်ဂျက်တင်ပြရမှာနေပြီးတော့လမ်းမီးတွေအတွက်ကုန်ကျစရိတ်အများပြားတင်ပြတာကိုထောက်ပြဝေဖန်ခဲ့တယ်လို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းသူကပြောလိုက်ပါတယ်2016ဆက်ခွန်ဗန္ဒာရေးနှစ်အတွက်အစိုးရရဲ့အသုံးစရိတ်တွေပြောင်းစုလွှတ်တော်မှာအစိုးရအဖွဲ့အစည်းဒီဒီကတင်ပြတောင်းခံရမှာအသုံးစရိတ်တွေလျှော့ချဖို့လွှတ်တော်ကိုယ်စားလှယ်တချို့ကဆွေးနွေးကြတဲ့ပတ်သက်ပြီးဖြေကြရမှာဦးမင်းသူကအခုလိုပြောလိုက်တာဖြစ်ပါတယ်ကိုထုကိုထမီလင်လက်စစ်တအားတွေရွတ်တုံးတဲ့နေရာမှာတရွာလုံးအတွက်ကိုထား တရားလုံးသုံးမုံနိုင်တို့တိန်900နေမှာ800 1000ထောင်ကုန်ကြတယ်တူးချင်းနေနေဆိုရင်လည်းမိတိန်အောင်စုလို့မော်လေတိန်အောင်စုနေနေဆိုရင်လည်းကြာငါးတိန်ကလည်းအထက်မှာပဲဒါကုန်ကြခိုင်မှာတုံးဆွဲနေရလုံလုံတော့တော့မရှိတဲ့အချိန်မှာနေပြီးတော့လမ်းမီးတွေကိုကြက်နှမ်း1000ဝင်းကျင်လောက်ထားလား300ရတယ်ဆိုတော့အင်မတန်မှကျွန်တော်ရဲ့နိုင်ငံရဲ့ပြည်သူဗန္နာတွေကိုပြည်သူကြိုးပြုနိုင်တဲ့လုပ်ငန်းမှာမဆောင်ရွက်ဖဲနဲ့ဒီအလဟတမလို့အဖဲနဲ့ပူချမ်းအောင်တုံးဆွဲနေတာမတင်တော့ဘူး အဲနှစ်နိုင်ငံလုံးမှဆိုရင်လည်းလက်ဆင်မီပြတောက်မှုတွေအခက်အခဲလက်ဆင်မီမလုံလောက်တဲ့အချိန်မှာဒီမာယာလမ်းမျိုးကိုထိန်းသိမ်းညီအောင်ထွန်းပြီးမှဒီမဖြစ်တဲ့အနေဒါမျိုးတွေတုံးဆွဲနေတာကိုမြင်လို့တော့ကျွန်တော်ထောက်ပြဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ဥမင်းသူပြောတော့တာပါခင်ဗျာ။အခုတော့မမသားသားစကားများစီစဉ်ရအောင်လောက်ပါခင်ဗျာ။ကျေးဇူးနားဆင်ကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။